အဖွားနဲ့ဒီခလေးလေးနဲ့တာမိလို့တချို့ကထင်ကြတာတာမိလို့ထင်ကြတယ်ဒါပေမဲ့တာမိမဟုတ်ဘူးကျမတို့အခုအသက်56နဲ့6နှစ်ရှိပြီဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရအောင်ထားဆိုတော့ကျမတို့မကြဘူးအခုတစ်ခါပထမဦးဆုံးမှာမရောက်တဲ့လူငွေတွေရှိလို့ရှိလို့ရှိရင်လည်းဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြည့်ပြတ်နေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကွက်ကိုဟိုစဉ်းစားသုံးသပ်ပြီးတော့ဒါလူကျင်လဲလူနိုင်ပါတယ်ဟိုမလူကျင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလဲဟိုအချိန်မီဟိုနေ့ဖြစ်လို့ရတာပေါ့နော် မင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျ။အခုကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းလေးကပေါ့နော်။ခလေးလေးကိုခေါ်လာပြီးတော့ပေါ့နော်။ပစ္စည်းခိုးတဲ့ NDG ရဲ့သူနဲ့ပတ်သက်ပြီးတော့ပေါ့နော်။နောက်ဆက်တွဲသတင်းလေးကိုကျွန်တော်ဆက်လက်ပြီးတော့နားထောင်ရမှာပဲဖြစ်ပါတယ်ဗျ။ဒီ NDG ကဒီခလေးလေးကိုပတ်စံပေးပြီးတော့ခေါ်လာတာလား။ဒါမှမဟုတ်သူ့အမျိုးအစွေတွေက ခလေးလေးလား။ သူ့ရဲ့အချင်းစာရိတ်တာသူ့ရဲ့အချင်းစရိုက်တွေကဘလို့ရှိလဲဆိုတာကိုအဲ့ဒီအန်တီနေတဲ့ရက်ခွက်ကသူတွေကိုအခုဆိုရင်လှိုင်းသားရကိုကြီးကတွားရောက်ပြီးတော့မေးမြန်းနေပြီဗျ။အခုဆိုရင်ဒီအန်တီကြီးနဲ့ဒီခလေးလေးတို့ရဲ့ပတ်သက်ဆက်နွယ်မှုတွေကိုအစအဆုံးကျွန်တော်ရဲ့ဒီသတင်းလေးထဲမှာပါတာပဲဖြစ်ပါတယ်ဗျာနော်။ပြီးတဲ့အခါရက်ခွက်သူရက်ခွက်သားတွေကလည်းဒီအန်တီကြီးရဲ့စိတ်နေစိတ်ထားအချင်းစာရိတ်တာတွေဘလို့ရှိတယ်ဆိုတာကိုပွန့်ပွန့်လင်းလင်းနဲ့ပြောပြထားတယ်ဗျာ။ ကဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာတရင်အပြည့်စုံပါတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်အဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သာမြို့နယ်ဟဲ့လော်ကတောရွာလေးတောရွာလေးကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြီလာတဲ့ခလေးလေးပေါ့နော်ဒီခလေးလေးဒီခလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအလီနာပဝင်းကျန်ဒါမိသားစုတွေပေါ့နော်အဓိကသိချင်တာကပေါ့နော်ဟိုဒီမှာအချိန်တွေဘယ်လိုရှိလဲဒီအဖွားရဲ့အချိန်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအချိန်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့အလူရှင်ရောပြည်ပမှာရှိတဲ့အလူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူလူမလူလူကအပြင်ကနေပြီးတော့ဟိုဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော် ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါတယ်နော်ဟင်းဒါခလေးလေးနဲ့ဒီမှာနေတာဘယ်တော့ကြာပါလဲကြာပြီသူတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲဇွားနေပြေးနိုင်နေပါဩဆက်မြောက်စာတိချက်ညုတ်ပေါ့နော်ဒီခလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်ဒီခလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောဒီလိုငှားလိုက်တာတော့မဟုတ်ပါဘူး तू ကမြင်းလေးတယောက်လို့ အမြဲတမ်းစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်လှုပ်ရှားရဲဆိုရယ်မသိပါဘူးအခုမှ line ပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါဘာကလေးလေးကိုအမြဲထိန်ပေးနေတာပါဟုတ်ကလေးလေးကိုတော့သူကအမြဲတမ်းထိန်ပေးနေတာပါကြာပြီပေါ့ဒါကလေးကလေးကိုထိန်ပေးတာထိန်ပေးတာတဲ့ညကြာအောင်ထိန်ပေးနေတာပါဟောဒီကလေးကိုသူပဲထိန်ပေးနေတာနော်ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တုတ်တင်ဒီကောင်မလေးအမေရဲ့စောက်ခမ ဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲ့ဘာဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွတ်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကြီးကွာလားတွတ်နော်ဒါဒီတဲမှာကျွန်တော်လည်းရှင်းပြလိုက်ဒါကြီးကွာလောက်ကြာမှာအဲ့အယတနာဟုတ်ကဲ့အဲ့အဲ့တော့ကောင်မလေးအမေရဲ့ရောက်ခမဆိုတော့ဘာတော်လဲဗျာနော်ကျွန်တော်အောင်မှာကောင်မလေးနဲ့ရေးပေးခဲ့ဦးဗျာနော်ကျွန်တော်လည်းအမျိုးမဆက်တတ်ဘူးဗျာနော်အဲ့အဲ့တော့ကျွန်တော်တို့လက်ရှိ ြစ်နေတာကြတော့လေကျွန်တော်ဒီပရိတ်ကသမားတွေကဒီဟိုအလှူရှင်နေနဲ့ဒီပေါ့နော်တည်တည်တိုက်တဲ့သူတွေကိုချပြတဲ့နေရာမှာဘာလေးတွေဟာနေနေဆိုဒီအဖွားနဲ့ဒီခလေးလေးနဲ့တာမိလို့တချို့ကထင်ကြတာတာမိလို့ထင်ကြတယ်ဒါပေမဲ့တာမိမဟုတ်ဘူးအဲတချို့ကြတော့လေပေါ့နော်ဒီခလေးလေးရောအတူတူပါတယ်လို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ခလေးလေးနဲ့တတခလေးလေးကိုသူကချစ်တဲ့ခင်တဲ့အတွက်အများနဲ့လာလာခေါ်ယူပြီးတော့ငကိုသေးကမှဒီလိုပြဿနာတွေမဖြစ်ခင်တည်းကမှဒါဒီခလေးကိုခေါ်ပြီးတော့ထိန်းကြောင်းတာတွေရှိရပေါ့နော် အဖွားတက်တက်တနေရာမှာနေတာဒီလိုပြဿနာတွေဖြစ်ကမှအဲဒီရမိသားစုတွေလည်းဒါသိကြတာပေါ့နော်အဲဆိုဒီကလေးလေးရမိသားစုတွေရဲ့ဒီသူတို့ဘောနော်သူတို့ရဲ့ဒီကိုကျင့်တရားပိုင်းတွေရောဘယ်လိုလေးရှိလောက်လဲ ။ကိုချင်းတရားပိုင်းကတော့သူတို့အလုံးလုံးတဲ့တောတိုးတယ်။အခုဟိုနဲ့မဲဆလီဘူးချိန်ဆိုမဲဆလီဘူးတက်တဲ့ဇွာထဲမှာဈေးရောက်နေ။ငါရောက်နေငါရောက်နေအဲ့ဒါလေးပဲအချင်းစာရိတာကောင်းနေပါတော့ဟုတ်ကဲ့ဒါပဲချိုးကြတော့အခုပြောနေကြတာပေါ့နော်အာအလှရှင်တွေလှတဲ့အခါကျတော့ဘယ်မှာကနနေခိုးတဲ့လူကိုဒီလိုလှနေမယ်ဆိုလို့ရှိရင်နောက်လူတွေပါလိုက်ခိုးမလဲဆိုတော့အဲ့ဒီပုံမှာရောပြောပြရှိလားဘာတွေရှိလဲ ဘူးဘူးအဲ့လိုနာမည်ပြတ်မရှိပါဘူးအခုတခါပဲဘာကြောင့်လှုပ်လိုက်တယ်လို့ခံမှန်းမိလဲချိန်မိလဲကိုယ်စိတ်ကသူ့အမေကတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လှုပ်လိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ရှိပြီဒီလိုဟာမျိုးတခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရအောင်ထားဆိုတော့ကျမတို့မကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတင်ပထမဦးဆုံးအဲ့လိုတင်လေ ဟိုစားအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတတ်မရှိဘာကြောင့်ဒီလိုလှုပ်လိုက်တယ်လို့ထင်သူစားဆောင်ပြီးလှုပ်တာပဲထင်တယ်ဟုတ်လားဟဲ့သူအိမ်မှာဟိုစားခြင်းနဲ့ဝင်ဝင်နဲ့မမြအောင်မမြအောင်သူတို့ကမှသူအဲ့ဒေါ်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာနောက်အိမ်အောင်ပြုတ်ထားတော့သူကလုံကြုံလေးလှုပ်တာလုံကြုံရေးလုပ်တဲ့အတွက်ဝင်ငွေကလုံကြုံရေးတယောက်ရဲ့လာစား2သိန်းကျော်လောက်ပဲရတယ်။ဒါပါပဲ။အဲ့လိုမျိုးဆိုတော့ဒီမှာစားမှာပတ်စံ2သိန်းဆိုဘလို့မှစားမရဘူး။အဲ့အတွက်ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့ အတိုးကျွေးတယ်မနိုင်တဲ့အချိန်မှာ तू လုံးမိလို့ရအဲလုံးလိုက်တာလို့ပဲဖြစ်နေပိုတွေကတော့ तू ကအဲ့လိုမျိုးစီစားလက်စားလည်းမရှိဘူးကွာဟုတ်အဲ့လိုမျိုးစီစားလက်စားလည်းမရှိတို့အကြောင်းအချိန်တွေမတည်သေးလို့အဲလက်ရှိကြတော့လေဒီကလေးလေးကတက်တက်ဗျာဒီအဖွားကတက်တက်အဲအဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလှူရှင်တွေကတကယ်လို့လှူခဲမယ်ဆိုရင်လှူမယ်ဆိုရင်ဒီကလေးလေးကိုလှူတင်လာလားဒီအဖွားကိုလှူတင်လာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူတင်ဘူးလို့ထင်လား အဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ခလေးလေးအဖို့ရပါပိုးသနာဖို့ကောင်းပါလား။ခလေးလေးကဘန်းကောင်းညညဖြစ်သွားတာပေါ့။သူ့မဲ့ဆိုရင်ဒါဆွမ်းနာပြောရလို့ပေါ့။လူတော့လူသိနေ။လူသိနေတာပေါ့။ဒါဆိုရင်ဟိုလူသိနေလို့ဒါပေါ့နော်ဒီပဝင်းကျင်ရတဲ့ရှိတဲ့လူတွေပြောတယ်။လူသိနေဆိုရင်ဒီခလေးလေးနှစ်ခုတည်းကဘလို့ကိုပို့ပြီးလူသိနေဒါပေါ့နှစ်ယောက်သလုံးလူသိနေလားဘလို့ထင်လဲ။ညောင်သလုံးလူသိနေလို့ထင်တာ။ တူမဲတို့ဒါဒီနေရာကလုံးမှာအေးပါနော်ကြည်ုံနော်ရက်ကွက်ကသူတွေအများကြီးပဲဗျဝိုင်းပြီးတော့ထောက်ခံတာဗျနော်ဒီလိုမျိုးထောက်ခံနေဆိုတာကဒါအချင်းစာရိတ္တာကောင်းလို့ထောက်ခံကြတာဗျာနော်အချင်းစာရိတ္တာမကောင်းရင်တော့ထောက်ခံကြမှာမဟုတ်ဘူးဗျာနော်အဲ့လိုလက်စားတွေဒါလည်းလုံးလုံးမလိုအောင်လုပ်တာဟုတ်ရှင်တို့ကတော့ဒုက္ခရောက်လာဆိုလည်းမရအောင်လုပ်မှာဒါပေါ့ဒါပေါ့နော် ဟမ်ဟာဖားရလားဟာဖားရဟမ်ကလေးလေးကဖားရကလေးလေးပါရအခုကလေးလေးကိုတကယ်လို့လူကျင်တဲ့အလူရှင်တွေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးဆိုတော့ဟိုဟာလာလူမယ်ဆိုရင်လူလို့ရပါမလားရပါတယ်ရပါတယ်ဆိုတော့ဟိုတနေရာသွားလူရမလားဒီကိုလာပေးမှာလားဒီကိုဒီမှာပဲရှိမှာအော်ဒီမှာပဲရှိမယ်ဟိုနိုင်တာရရစကန်ပေါ့ဟောပြီးရင်တော့ပြန်လာမှာ ဒီနောက်ပြလာမှာအော်လူချင်းနေဆိုလည်းဒီလိုပဲလာပြီးတော့အဲဟုတ်ကဲ့ဘောနော်အဲဟုတ်ကဲ့ပါဒါတော့ပဝင်းကြီးကတော့ဘောနော်ဒီအကွာကဒါကျွန်တော်လည်းတရားမသိဘူးဒါပဝင်းကြီးကပြောမှသိမှာလေပဝင်းကြီးဆိုတာလည်းသူခေါင်းချင်းအိမ်နဲ့သူအမျိုးကိုကျွန်တော်လည်းသွားပြီးမေးမြန်းလို့မရဘူးဗျပဝင်းကြီးမှာတော့ဒီအကွာဘောနော်ဟိုမကောင်းတဲ့တရေတော့မရှိပါဘူးဗျတို့ကဒီအလူရှင်တွေကလူဖို့လုပ်နေတယ်တခုတ်အားပေးနေတယ်လို့အားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်ဘောနော်ဒီခိုးကြတဲ့လောက်ကိုကျွန်တော်တို့ဒီပြီးွားရေးရပါဘောနော်အတဝန်းဝန်းချောင်းဖြစ် ရက်တည်နေတာဆိုရင်တော့ဒါကျွန်တော်တမျိုးစဉ်းစားရမယ်။ဒီဘေးကလူတွေတမျိုးစဉ်းစားမယ်အလူရှင်တွေလည်းစဉ်းစားရမယ်။ဒါပေမဲ့တချို့ကြတော့လေသူတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုံသေးမလုံတိုက်တာတွေဟိုလုံခဲလုံမိတာတွေရှိတတ်တယ်ဗျ။အဲတချို့ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားရမရှိဘူးငတ်ပြီးကျွန်တော်တို့ခက်ခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်တက်ကြီးရွယ်ကိုတချို့မှကဘာဖြစ်လဲဆိုတော့သူတို့မှတကယ်စားရမရှိဘူးသူတို့လူစားလိုက်ရင်အင်အားမရှိဘူး ကျွန်တော်တို့သူထမ်းစားနိုင်တဲ့ယံမျိုးပိုးစားနိုင်တဲ့ယံမရှိဘူးเนาะသူတို့မှာဟိုဘောနောပတ်စံဝင်နဲ့ဝင်ပေါက်ကအရန်နေပါတယ်ပေါ့အဲ့တော့သူတို့ဘောနောသူတို့နဲ့အဲ့ဟိုဘောနောဖြစ်နိုင်တော့တဲ့ဟာလေးတွေသူတို့ခင်ဗျာဒါလှုပ်ရှားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုတကယ်လို့ဒါဟိုဘောနောဒီခိုးစားတဲ့လောက်ကိုစီးပွားရေးအနေနဲ့အတက်မဝဲအကြောင်းအနေနဲ့လှုပ်နေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအလှူကိုကျွန်တော်လည်းလက်ခံပြမှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနောအခက်မသိလို့တကယ်ပေါ့နော် ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံမိကြံရကြံတယ်လို့လေဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော်အဲသူဟိုနောက်ထပ်ပေါ့ line ပေါ်မှာလည်းဒီအဖွားရဲ့ပုံတွေတက်လာပြီမဲ့တော့ညာလဲမတို့ဒီမှာလည်းအရင်တော့ခိုးထားဘူးတယ်သူတို့ဒီမှာလည်းခိုးထားဘူးရဲ့ဆိုတာလည်းကျွန်တော်တက်လာတာမတွေ့သေးဘူးဗျဘယ်လိုပဲ social မှာကတော့ပုံတပုံပြလိုက်ရင်ဒီ blue ကဘယ်မှာဘယ်မှာကြုံဘူးတယ်ဆိုတာကျွန်တော်ဒီမှာအများနဲ့တက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်တယ်ဟုတ်ကဲ့ကျွန်တော်ဒီလိုလှူထားတဲ့အလူရှင်တွေလည်းအဲလက်ရှိဆိုလို့ရှိလို့ရှိရင်ကျွန်တော်လှူထားတဲ့အလူရှင်တချို့လည်းရှိတယ်အခုကိုစောတင်ထိုးတို့ကိုဝနာကြီးတို့အပြင်ကိုနောက်ဒီမော်လမြန်ရ ဟိုကိုဆွေတို့ဘာလို့လဲလှူထားသေးတယ်အဲအဲ့လိုလူတွေလူရတဲ့လူတွေကိုကျွန်တော်ဒီကနေတခါလေးပြောချင်တာကအဲကျွန်တော်တို့ဒီခလေးနဲ့အဖွားကိုကျွန်တော်ဘယ်မှလှူဖို့စီစဉ်မရှိဘူးအလူဝေလေးတို့တော့ကျွန်တော်အာဒီခလေးနဲ့အဖွားကိုဟိုရည်ရွယ်ပြီးတော့ကျွန်တော်လှူပေးမယ်ဒါပေမဲ့လက်ရှိချိန်မှာတော့အဖွားကလည်းမရှိသေးဘူးခလေးကလည်းမရှိသေးဘူးနော်အဲ့တော့အာကျွန်တော်တို့လာပြီးလှူမယ်ဆိုရင်အရင်နေ့လာလို့ရတယ်ညနေမှာဖုန်းနံပါတ်ဖုန်းနံပါတ်ပေးလိုက်လေဟုတ်ဖုန်းနံပါတ်လည်းရှိတယ်ညနေလားကွာ ညနေလောက်ညနေလောက်ပါညနေလောက်ပါခဏခဏမူလေးစိတ်ဟုတ်ဟုတ်ဟုတ်ကဲ့အဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိလို့ရှိရင်အဲဒါအခုကျွန်တော်ဒီဗီဒီယိုတင်တဲ့အချိန်မှာလဲဒါကျွန်တော်လှူထားတဲ့အလူရှင်နေနဲ့ဟိုဟာဒါဟို ပြောနိုင်တယ်ဗောနော်တချို့ကြတော့ဘာငါတို့တော့ဒီပုံစံတော့မလှူကျင်တော့ဆိုရရတယ်ကျွန်တော်ကိုပြန်ပြီးတော့ဆက်သွယ်ပြီးပါကျွန်တော်ယူရတဲ့အလှငွေလေးကိုကျွန်တော်ပြန်လာမယ်ရတယ်ငါတို့ကတော့ဒီလိုပုံစံလှူကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ခံပြီးတော့ကျွန်တော်လှူပေးထားပါမယ်ကျွန်တော်စီရောက်ပြီးသားလူငွေကိုပြောတာဗောနော်မရောက်တဲ့အလှငွေတွေရှိလို့ရှိလို့ရှိရင်လည်းဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြစ်ပြနေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကွက်ကိုဟိုစဉ်းစားသုံးသပ်ပြီးတော့ဒါလှူကျင်လဲလှူနိုင်ပါတယ်ဟိုမလှူကျင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလဲဟိုအချိန်မီဟိုနေ့ဖြစ်လို့ရတာဗောနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အားလုံးကျေးဇူးပါညလူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါအဲနော်ဘူကြီးအောင်အများသားပဲဖုန်းထဲမှာဖွင့်လိုက်တာလဲကျွန်တော်ကမားမှာကြောက်ပါတယ်မားမှာကြောက်ဘယ်မှာကိုကိုကြီးကတိတိကျကျလှုပ်တာလေအားစားမလို့အခုလိုပြေးစင်းတဲ့ဒီပေးတာပေါ့အဲ့လိုပေါ့ကိုစိတ်နဲ့လှုပ်လို့မရအောင်ကျွန်တော်ပတ်စံမဟုတ်ဘူးကျွန်တော်ပတ်စံကျွန်တော်ကြောင့်မားမှာမားဝိုင်းကျွန်တော်မားဝေးလိုက်လူသူများပတ်စံသူတို့လည်းသူတို့မှလည်းပြည်တွင်းရောပြည်ပလူတွေရောပြည်ပမှာလှုပ်တဲ့လူတွေကြပြီးတော့ကျုံလို့လှုပ်ပါ အဲ့ဒီကရတဲ့ပတ်စံလေးတွေသူကလှူပေးရတယ်မြန်မာနိုင်ငံမှာရှိတဲ့လူတွေဆိုလဲသူတို့တသက်ရှားပေါ်ရတာသိတဲ့အတိုင်းအဲ့လိုခတ်ခဲတဲ့အခါကျတော့သူတို့ဟာကိုယ်လွယ်လေးတကူလှူလိုက်ပြင်မဲ့ဆိုညာလဲကိုကအမင်းအမင်းတော့ကရော့ရော့ပေးလိုက်လို့မရပေးလိုက်လို့ရရင်အမလည်းကျွန်တော်ပဲလှူတော့မလဲအမကမှဘေးကလှူပေးလိုက်မှာပေါ့ကိုကျေးဇူးတော်တင်အောင်အဲ့တော့ကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစာဝတ်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောနော်သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုရင်ဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင် ိုကျွန်တော်တို့ဘာကြီးလုတ်ပေးနိုင်မလဲအလူရှင်တွေကဘာကြီးလုတ်ပေးနိုင်မလဲကဲကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ဒါအခုဆိုရင်လှိုင်းတရားကိုကြီးက DNTG ရဲ့ရက်ွက်တဲထိသွားပြီးတော့ဗောနော်ရက်ွက်သူရက်ွက်သားတွေကို DNTG ရဲ့ရှင်းစရိုက်တွေကောင်းမွန်လားမကောင်းမွန်လားဘယ်လိုရှိလဲဆိုတာကိုတည်တည်ချာချာစစ်စစ်ဆက်ဆက်နဲ့သွားရောက်မေးမြန်းပြီးတော့စုံစမ်းနေတာပဲဖြစ်ပါတယ်ဗျာနော်ရက်ွက်တဲ့လူတွေဆိုရင်လည်းကြည့်ပါအောင်ဗျာနော်လန်တလန်လုံးပြည့်နေတာပဲဗျာဒါ DNTG ကိုအကုန်လုံးကထောက်ခံကြတယ်ဗျာနော်အရင်တုန်းကနာမည်ပြတ်မရှိဘူးခုမှဗောနော်အခြေအနေတစ်ခုအရသူတို့စောင့်နေရေးမချောင်လေလို့ဗောနော်ဒီလိုမျိုးလှုပ်ဖြစ်တာလို့ဒါရက်ွက်တဲ့သူတွေကထောက်ခံကြတယ်ဗျာနော် အရင်တုန်းကပေါ့နော်ခိုးတာဖွက်တာသာရှိရင်ပုံလေးတစ်ပုံပြတာနဲ့ तू ကဘယ်နေရာမှာခိုးတယ် तू ကဘယ်နေရာမှာဖွက်တာနဲ့နော်တန်းစီပြီးတော့တက်လာတယ်ဗျ DNDG ရဲ့ video file live ပေါ်မှာတက်သွားတယ်ဒါပေမဲ့လေ DNDG နဲ့ပတ်သက်တဲ့နော်နောက်ခံသတင်းတွေကတဆုံတဆမြမကြားမိဘူးဗျနော်ဒါဆိုရင်တော့တေချာသွားပြီဗျာနော် TNDG ကအခုလက်တလောပေါ်တော့သူ့ရဲ့ဖြစ်ပျက်နေတဲ့ပြဿနာကိုဖြေရှင်းဖို့လုပ်တယ်လို့ကျွန်တော်တို့ကတော့ယူဆမိတယ်ဗျာနော် တငယ်ချင်းတို့ကိုဘယ်လိုမျိုးထင်ကြလဲဗျာနော်ဘယ်လိုမျိုးမြင်ကြလဲတငယ်ချင်းတို့ရဲ့အထင်မြင်လေးကိုကျွန်တော်အောင်မှာကွန်မန့်လေးနဲ့ရေးပေးခဲ့ပါအောင်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျာနော်